မူလသိက္ခာကျမ်းအဝိနည်းငယ်လေးဆောင်လို့ခေါ်တယ်။နောက်ပြီးတော့ဓမ္မဗရဓမ္မဗရပါဠိကျော်ဆိုတော့ကာထာပေါင်း424ကာထာရှိတယ်။400ကျော်တယ်420က424ကာထာအဖိုးကြီးသိတော့ဆရာတော်ဘုရားကြီးဟာကျမ်းမာစဉ်ခါတော့အမြဲတမ်းအဲ့ဒါစာပေါ်ပြန်တယ် ်ဘယ်ဟာပုံစံတွေဆရာတော်ကြီးရဲ့ဘုနာဝတီဝေယဝတီပေါ်လေပြည့်စုံတဲ့အကြောင်းဘုနုတကဓမ္မတွေပူဇော်ရတာဒီလိုကုသိုလ်ကောင်းကြတယ်ဘယ်လိုဂုံပေါင်းဒီဘုနာဝတီဝေယဝတီပြည့်စုံပြီးတယ်တဲ့ဆရာတော်ဘုရားကြီးရဘုန်းကြီးတို့တရားပြပါတယ်အနိစ္စဒုက္ခအနတ္တ ဘုန်းတို့ကရမတွေလည်းမေရဏာရရတဲ့အိဆာဒုက္ခအနတ္တမမြဲဘူးဆင်းရဲတဲ့အနှစ်သာရမရှိဘူးအဆိုးမရဘူးဥမေနာမသိမဲ့အမြဲတမ်းတရားနှလုံးသွင်းနေကြတယ်အမြဲတမ်းရှာတော်ရီဟောနေတာကြားနေရဟောဘုန်းကြီးတို့မြမကြီးမှာ သနာထွန်းနေတော့သာသနာအကျိအဝါကမှနေရတဲ့စာရေးဆရာကြီးကဗျာဆရာကြီးသူတို့လည်းပဲသာသနာအကျိအဝါကမှနေရတော့သံဃာနဲ့စပြီးတော့အနိစ္စဒုက္ခအနတ္တအနိတ္တာရမရှိအိုမေနံပတိမေဆိုတဲ့ဘုရားရဲ့အဆုံးမဩဝါဒကြီးရဲ့ ဲ့ဒီဆရာစာရေးဆရာကဗျာဆရာတွေရဲ့နှလုံးသားထဲမှာလဲရောက်နေကြတယ်အဲသူတို့နှလုံးသားထဲရောက်တော့သူတို့ကနေပြန်ပြီးတော့စာရေးဆရာတွေကိုကဗျာဆရာတွေဆိုတော့အိဂုရပြောခဲ့တဲ့အနိစ္စဒုက္ခအနတ္တဇာတိစရာပြာတိဝရဏဥမေနာမေသိမေ တို့ကတို့ရဲ့ကြပြာပညာအစွမ်းနဲ့ပြန်ပြီးတော့တို့သီယုံလာကြတယ်တံပြီးတော့မျှဝေထားတယ်ပေါ့ဘုရားသာသနာမှာဓမ္မပြမှာစာရေးဆရာကြပြာဆရာဒေါင်းလည်းဆွေးဆိုတာရှိတယ်ကြောက်ရမှာပါအခုတော့မရှိကြတော့ဘူးအောင်တယ် ်ဘုန်းကြီးတို့ကြောင်ပြီးတော့ပြီးလိုက်တယ်သူသူကအနိစ္စဒုက္ခအနတ္တကောင်းတာဘာမှမမြင်ဘူးဘုရားဟောတဲ့တရားတော်တွေကိုပြန်ပြီးတော့ဝင်နှာဩဥမေနာမေဒီမေဒါဘာနဲ့ဥပမာတင်လဲဆိုတော့နောက်ဆုံးယထာကြီးတဲ့သူကြံရလေးကအနမေရ နောက်ဆုံးယထာဆိုတာနောက်ပွားလို့မရတော့ပြည့်နေပြီရောအဲနောက်ဆုံးယထာကြီးဆိုတာဟိုစုပြည့်နေမှာမိုက်ပုံလေးကိုပွားပြီးတော့စုပြရတော့ဂျာနက်မသိနိုင်တော့ဘူးဂျာနက်ယထာတင်တဲ့ဆွဲသွားတွန်းသွားပြီးတော့ပွားမှာအဲနောက်ဆုံးယထာတဲ့သူ့ရဲ့ကြပြလေးကဘာတွေကိုစီထားလဲဆိုတော့အနေစာဒုက္ခအနတ္တ ိုးမဲနာမဲသိမဖို့အမနာပညာသာပါတယ်ဘုရားတို့မြန်မာပြည်ကစာရေးဆရာတွေကခဏညတွေလို့မထင်နဲ့တောဘွေတောင်ဘွေတွေပဲရေးတယ်လို့မထင်နဲ့သူတို့ရဲ့နှလုံးသားထဲမှာလည်းပဲဘုရားရဲ့တရားတော်ကြီးဝင်နေကြတယ်ပြောမလို့ဘုရားဆရာတောင်းလို့ဆွေရေးတဲ့နောက်ဆုံးယထာဆိုတာ အလုံးဘုန်းတို့တက္ကရာမတွေသိပြီးသားပါလိုက်ဆိုကြရအောင်နော်လိုက်ဆိုရအောင်ကေဗျာရဲ့နာမည်ကပါလေနောက်ဆုံးရထားဆရာရောရနောက်ဆုံးရထားပဲနောက်ပွားကြရှိတော့အခုဘုန်းတို့ပို့ကြတော့မှာအဲကေဗျာနဲ့မဟုတ်ဆိုရေးတာက ကဗျာဆရာစာရေးဆရာတောင်းလို့ဆူရဲအဲဆူကြအနာကိုရှာအနာကိုရှာဘယ်မှာမှမတွေ့ဘယ်မှာမှမတွေ့ငငယ်လေးကစပြီးဟောတက်ကြီးတဲ့တိဘုံလူတက္ကမတွေတက်ကြီးတဲ့တက္ကိုင်းကြီးမေးကြီးတွေ့မှာမဟုတ်ပါဘူးနော်အနာကိုရှာအနာကိုရှာဘယ်မှာမှမတွေ့ဘယ်မှာမှမတွေ့အကောင်းကိုရှာအကော ဘယ်မှမမတွေ့ဘယ်မှမမတွေ့ဒီအကောင်းကြီးရှာရကြတယ်ကောင်းမလားကောင်းမလားကောင်းမလားဘယ်မှမတွေ့အကောင်းကိုရှာအကောင်းကိုရှာဘယ်မှမမတွေ့ဘယ်မှမမတွေ့အနှစ်ကိုရှာအနှစ်ကိုရှာဘယ်မှမမတွေ့ဘယ်မှမမတွေ့သိရောတွေ့ရလားတွေ့ရပါဗျာအကြည့်ကိုရှာလည်းမတွေ့ဘူးနှာရှာလည်းမတွေ့ဘူးလေဆရာကြီးကတောင်းလို့စီကြီးက احنا وشاد لما دوي اقاو وشاد لما دوي انك وشاد لما دوي كده كسولا احنا وشا احنا وشا ايه ما တနည်းအချိန်တန်းတော့တနည်းအချိန်တန်းတော့သူဉာဏ်ဉာဏ်အပန်းချရတယ်သူဉာဏ်ဉာဏ်အပန်းချရတယ်သက်သာယွိယွိသက်သာယွိယွိသက်သာကျတယွိယွိဘုရားဆရာကြီးပြောတော့အဲတုံလို့မရတဲ့ယထာကြီးဖြစ်သွားပြီနောက်ဆုံးယထာအဲ့ဒါယထာကြီးပဲယထာယထာပြည့်ကြီးနေတူတယ်တပြည့်ပြည့်သူ့ကျန်တဲ့ကောင်းတဲ့ယထာတွေကပို့ရတာ မကောင်းတဲ့ယထာဆက်ပြတ်တဲ့ယထာဆွေးမြေ့တဲ့ယထာကျူးပဲ့တဲ့ယထာဟိုအပိုက်ကိုရောက်တော့မတ်ကိုပို့ကြရတော့ကောင်းတဲ့ယထာတွေကအဲ့ဒီလိုပဲဘုန်းကြီးတို့ကပြားဆရာဥတင်မိုးတဲ့နာမည်ကြီးတယ်ဘုန်းကြီးတွေဟုတ်တယ်မဟုတ်တော့ဒီနိုင်ကြမှာသတိတွေလို့ကြားတယ်တင်မိုးကဆရာတင်မိုးကကပြားဆရာဥတင်မိုးက ူအားလည်းပဲဒီလိုပဲနာတယ်စရာပြာတိမရဏဆိုတဲ့တရားတွေကိုအားလုံးလူတွေနားလေအောင်သူတိကလို့ဖြောက်ဝီသွားတယ်ကြပြာစီကြပြာနဲ့သယုတ်ပေါ်သွားတယ်အဲသူရဲ့ကြပြာကတော့နာမည်ကအဲ့လေအဲ့လေကြီးတယ်